မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အေအေကထိန်းချုပ်ပြီးနောက်လလွတ်ထားခဲ့သည့် point 666စက္ကန့်ကိုဝင်ရောက်နေသည့်စစ်ကော်မရှင်တပ်အပြင်အထံပိတ်ဆို့တိုက်ခိုက်ခံရပြီးတည်ဆုံမှုများတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပရောင်မြို့နယ်ပကံကွဲချေးရွာအနီးရှိအရကတက်တော်အေအေသိမ်းယူထားသည့် 0.666စက္ကန့်ကိုစစ်ကောင်မရှင်ကပြန်လည်ဝင်ရောက်နေရယူထားရာယခုရက်ပိုင်းအတွင် AAE ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံရကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့က0.666စက္ကန့်တွင်ရှိစစ်ကောင်မရှင်တပ်ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါတယ်။ကပါစာ76ရဲ့အဓိကကကင်းစက္ကန့်ကုန်းဆိုတော့စစ်တပ်ကဘလို့ရရပြန်ယူခြင်းနေတာ လေကြောင်းကြောင့်ပူးပေါင်းတပ်ကနောက်ဆုတ်နေရချိန်မှာဝင်နေရယူတာ အခုပိတ်ဆို့တိုက်ခိုက်ခံရတာတည်ဆုံးများတဲ့ဟုစည်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်ဤကာကွယ်ရေးပစ္စည်းဆက်ယုံခပ်ပါဆ76ဤအဓိကကကင်းစက္ကန့်ကုန်တီဖြစ်သည့်0.666စက္ကန့်ကို AA ကပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့တွင်တင်ပိုက်ထားခဲ့ခြင်းဖြစ်ပါရယ် AA ကထိုးသွင်းသိမ်းယူပြီးနောက်ရပ်ပိုင်းအတွင်းနေမြေရှင်းလင်း၍တက်များဆုတ်ခွာထားခဲ့ရန်0.666စက္ကန့်ကုန်ကိုစစ်ကော်မရှင်ကပြန်လည်ဝင်ရောက်နေရယူတက်ဆွဲလာခြင်းဖြစ်ကြောင်းသိရပါသည် စခန်းကုန်းပြန်ပါမသွားစေရန်စစ်ကော်မရှင်ကလက်နက်ကြီးပစ်ကူရုံးဖုံးများအပြင် လေကြောင်းမှပါအပြင်းထန်ကောက်ွယ်တိုက်ခိုက်နေကြောင်းသိရပါတယ်။မြောင်ချေတော့အခြေဆိုင်ဒါတရ601ဒရုန်းတပ်ရင်းများကလည်းတိုက်ပွဲဖြစ်ပွားရာနေရာနှင့်ရိုးပေါ်ကိုလက်နက်ကြီးများအပြင်ဇက်တိုက်ပစ်ခတ်မှုများရှိနေကြောင်းစစ်ရေးတရင်ရင်းမြစ်ထံမှသိရပါတယ်။မြောင်ကျိုးနှင့်လေတာတောင်တကြောတွင်ထိပ်တွေ့တိုက်ပွဲများရပ်နားနေပြီးပွိုင်ကုန်းတွင်သာတိုက်ပွဲပြင်းထန်နေကရုံးတိုက်ခိုက်မှုများစစ်ကော်မရှင်ကပြုလုပ်လာပါတယ်။ ဆက်လက်ပြီးလောင်လုံးမြို့ကျန်းဖို့ပါတီရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမီးလောင်မှုစစ်တပ်ကလာရောက်မီးငြှိမ်းခြင်းမရှိပြီးတရုံလုံးပြကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့ကျန်းဖို့ရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမီးလောင်မှုဖြစ်ပွားခဲ့ကအကျန်းဖက်စစ်တပ်ကလာရောက်မီးငြှိမ်းခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ရှင်းနေနိုဝင်ဘာလ၈ရက်နေ့နနက်9:00နာရီခန့်တွင်လောင်လုံးမြို့ကျန်းဖို့ပါတီရုံးတွင်ပေါက်ကွဲတံနှစ်ချက်ထွက်ပေါ်လာပြီးနောက်မိလာမှုဖြစ်ပွားခဲ့ကြောင်း ထိုသို့မိလောက်မှုဖြစ်ပွားခဲ့တော်လဲလောင်လုံးရဲစကန်းတွင်တက်ဆွဲထားသောစစ်သားများကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းသိရပါတယ်။ထိုကျက်ဖို့ပါတီယုံပောက်ကွဲမှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းဖက်စစ်တပ်ကလည်းတက်ဆွဲထားခြင်းမရှိသောကြောင့်ထိခိုက်မှုမရှိကြောင်းသိရပါတယ်။လက်ရှိချိန်တွင်လောင်လုံးမြို့ရဲစကန်းမှအကြမ်းဖက်စစ်သားများသည့်အင်အားလုံးရင်ဖြစ်ထွက်လာပြီးကျက်ဖို့ယုံအနီးနားတွင်လှည့်လည်သွားလာနေကာဓာတ်ပုံရိုက်ခြင်းများလှုပ်ဆောင်နေကြောင်းသိရပါတယ်။မနက်ကပောက်ကွဲတဲ့နှစ်ချက်ကြားလိုက်ရပြီးမိကိုလုံးတွေထွက်လာတာကိုတွေ့လိုက်ရတဲ့ တော်တော်ကြာတော့လိုက်မေးကြည့်တော့ကြက်ဖွယုံမှာပောက်ခွဲပြီးမီးလောင်လာလို့သိရတယ်။စစ်ခွဲတွေရဲစခန်းထဲမှာရှိတာပဲ။အဲ့ဒါကိုထွက်လာပြီးမီးမငိမ့်ဘူး။သူတို့ဘာသာဖောက်ခွဲပြီးပြန်လောက်တာလာတော့မသိဘူး။တရုံလုံးပြကျသွားပြီးမှရဲစခန်းတွေကထွက်လာပြီးဓားပုံရိုက်တာတွေလုံနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။ဆလပီမြင်းချံမျိုးနဲ့စိတ်ညံရည်တင်ရုံရှိစစ်တပ်ဤစစ်ကြောင်းစစ်စေးရေးဂိတ်နဲ့စစ်သင်္ဘောများကို၄ရက်ဆက်တိုက်ဒရုန်းဖြင့်ပုံချဲတိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမြင်းချံမြို့နယ်စိတ်ညာရည်တင်ရုံရှိအကြံဖက်စစ်တပ်ရေချောင်းစစ်ဆေးရေးဂိတ်နှင့်စစ်သည်မော်မြောက်ကို၄ရက်ဆက်စတုံးဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းရေစကြိုတပ်ပေါင်းစုမှထောက်ဝင်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ၁ရက်၊၃ရက်၊၄ရက်နှင့်၅ရက်နေ့တို့တွင်စိတ်ညာရည်တင်ရုံရှိအကြံဖက်စစ်တပ်ရေချောင်းစစ်ဆေးရေးဂိတ်နှင့်စစ်သည်မော်မြောက်ကိုရေစကြိုမြို့နယ်တပ်ပေါင်းစုဒရုန်းအဖွဲ့ကဘုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်စိတ်ညာရည်တင်ရုံရှိစစ်တပ်ရေချောင်းစစ်ဆေးရေးဂိတ် ထမင်းစားဆောင်နှင့်ကမ်းခြေကတ်နေသောစစ်သည်မောဘော်သို့ကြားရောက်ပောက်ခွဲခဲ့ပြီးအကြံဖက်စစ်သား၃ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ကနေ့စဉ်အချိန်မှန်ချနေတာတော့မဟုတ်ဘူး။တစ်ချိန်လုံးစောင့်ကြည့်နေပြီးနေကင်းဘက်ထမင်းဟင်းချက်နေတဲ့အချိန်နဲ့ညဘက်သင်းမောကန်ကတ်ချိန်တွေချခဲ့တာပါ။တလုံးကတော့တင်းမောပေါ်တဲ့တဲ့ကြပြီးနေရာမှာတင်ပွဲချင်းပြီးသုံးကောင်တည်တယ်လို့သိရပါတယ်။၃ရက်နေ့ကထမင်းဟင်းချက်တဲ့နေရာချခဲ့တာနှစ်ကောင်ပေါင်ထိတယ်လို့သိရပါတယ်။ အဲ့ဒီထင်ရရတဲ့အကောင်တွေရေတင်ယုံမှာပဲဈေးကုနေတယ်လို့သိရတယ်။ကျွန်တော်တို့၃ရက်နေ့ကသင်းမောပေါ်တက်တဲ့ကြပြီး၃កောင်သေးတဲ့နေ့ကတညာလုံးနှိပါလက်နဲ့ကြီးငယ်နဲ့ဒရဇက်ကိုပတ်ပစ်နေကြတာဟုရေစကြိုတပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုဒရုန်းအဖွဲ့မြင်းချန်ခရိုင်အမှတ်၈တရင်တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်သားများလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့တော်လဲပြည်သူ့ကောက်ခွေရဲရဲဘော်များအထူးကမ်းရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးရေစကြိုမျိုးနယ်ကထွက်လာသောစစ်ကောင်စီတပ်သားများမိုင်းဆွဲခံရပြီးဗိုလ်ကြီးတဦးအပါဝင်၃ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမျိုးနယ်ကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများမိုင်းဆွဲခံခဲ့ရတဲ့အတွက်ဗိုလ်ကြီးတယောက်ပါဝင်၃ယောက်သေဆုံးသွားတယ်လို့ရေစကြိုမျိုးနယ်ပကဖရဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာ9ရက်မနေ့ကနေ့လယ်2နာရီလောက်မှာရေစကြိုမြို့နယ်တက်တုံးတက်ကအင်အား90ဝန်းကျင်နဲ့ စူပောင်းထွက်လာတဲ့စစ်ကော်မရှင်တပ်သားတွေဟာပေကုံကြီးပါရေတကာအနီးလန်ကင်းယူနေချိန်မှာကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့်မိုင်းနားမှာရှင်နေတဲ့စစ်ကော်မရှင်တပ်သား၁၀ယောက်ထဲကဗိုလ်ကြီး၁ယောက်နဲ့တပ်သား၂ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။အပြန်လန်ပစ်ခတ်မှုမရှိဘူးမိုင်းဆွဲခံရပြီးသေသွားတာကိုတပ်တွင်းသတင်းအရသိတာဒီနေ့နိုင်ရေးလောက်ကြတယ်ကိုဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့ရေစကြုံမြို့နယ်ပကဖားရဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကော်မရှင်တပ်သားတွေဟာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့ဒေသခံနှစ်ယောက်ကြီးထိမှန်ထရန်ရရှိခဲ့တယ်လို့အနီနာကြီးပါကနေအိမ်၃လုံးနဲ့မိရှုဖြက်စည်းခံခဲ့ရတယ်လို့ဆိုပါတယ်။မိုင်းဆွဲခံရပြီးတပ်ကကားနဲ့လာခေါ်သွားတယ်။မိုင်းဆွဲခံရပြီးစခမတွေရောက်လာပြီးတနေကုန်ရန်တမ်းပစ်ခတ်တာတွေလုပ်တယ်။ဒီနေ့တော့ပြန်သွားကြပြီလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်15ရက်နေ့ကလည်းခလာယာ258ကစစ်ကော်မရှင်တပ်သားတွေဟာရေစကြိုမြို့နယ် ကံဘက်ကြီးပါကို80မမလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ရေစကြိုပတ်ကဖတ်တပ်ဖွဲ့ကမိငိမ့်ဖို့သွားချိန်မှာစစ်ကော်မရှင်တပ်ဘက်ကနောက်ထပ်80မမနဲ့ထပ်မံပြစ်ခတ်ခဲ့လို့ရဲဘော်ကောက်ကြီးခမောင်ရန်နိုင်နဲ့ဇနီးဖြစ်သူတို့ကြာဆုံးခဲ့ပါတယ်။ဆလပီဖာပွန်ခရိုင်တွင်အော်တိုဘာလအတွင်းတိုက်ပွဲ120ကြိမ်ဖြစ်ပွားပြီးစစ်တပ်မှတရင်မှုတအုပ်အပါဝင်34ဦးသေဆုံးစစ်တပ်ကလေကြောင်းလက်နက်ကြီးများဖြင့်ကျေးရွာများကိုတိုက်ခိုက်မှုပြည်သူတအုပ်သေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖားပွန်ခရိုင်တွင်အော်တိုဘာလအတွင်းတိုက်ပွဲ122ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်မှတရင်မှုတအုပ်အပါဝင်34ဦးသေဆုံးကစစ်တပ်ကစစ်ကြောင်းလက်နက်ကြီးများဖြင့်ခြေရွာများကိုတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သေဆုံးခဲ့ကြောင်း KNU မှုကြွာ district ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ1ရက်နေ့မှ32ရက်နေ့ထိဖားပွန်ခရိုင်အတွင်းအကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲ122ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်မှတရင်မှုတအုပ်နှင့် ဗိုလ်ကြီးတအုပ်အပါဝင်34ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ88ဦးရှိကြောင်းတိုက်ပွဲများအတွင်အကြံဖက်စစ်တပ်ဌာနဆိုင်ရာအစအဦးတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံဖက်စစ်တပ်ကလည်းပြည်သူများနေထိုင်သည့်ခြေရွာများကို drone ဖြင့်12ကြိမ် jet fighter ဖြင့်6ကြိမ်120မမလက်နက်ကြီးများဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင်းပြည်သူတအုပ်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများရှိကနေအိမ်များစတင်ကြောင်းများနဲ့ဘာသာရေးဆိုင်ရာအစအဦးများထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ အလားတူစတင်ဘာလပိုင်းကလည်းဖားပွန်ခရိုင်တွင်အကြံဖက်စစ်တပ်နှင့် KNL တပ်မဟာငါတို့တိုက်ပွဲ133ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်မှ20ဦးသေဆုံးက39ဦးထိခိုက်ဒဏ်ရာရရှိကတိုက်ပွဲများအတွင်စစ်တပ်ကအရသာပြည်သူများနေထိုင်သည့်ခြေရွာများကိုပါလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများရွာလုံးကျွတ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရပါသည်။ဒီမိုက်တင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။